မင်္ဂလာပါသားရုပ်သမီးတို့ရေဒီချဲကတော့ Great for Sarita Bada ရဲ့ကိုတင် जा ပေးမယ်ဒီချဲ Agri ပဲဖြစ်ပါရဲ့ကွယ်အခုဒီချဲတင် जा ပေးမယ်သင်ငန်းစာလေးကတော့သင်ငန်းစာခုနှစ်ကစားစဉ်ရင်ကျေးခြင်းဆိုရက်ခေါင်းစဉ်လေးပဲဖြစ်ပါတယ် ဒီသင်ခန်းစာလေးကိုအဓိကသင်ကြားပေးချင်တာကတော့တယောက်နဲ့တယောက်ကစားရတဲ့အခါမှာရင်ကျေးစွာပြုမှုဆက်ဆံတတ်ဖို့အတွက်ကိုသင်ကြားပေးရခြင်းဖြစ်ပါတယ်။ကဲတားရုံသမီးတို့ရေတငယ်ချင်းတွေနဲ့အတူတူကစားတဲ့အခါမှာတားရုံသမီးတို့အနေနဲ့ပျော်ရွှင်ခြင်းလားစိတ်ညစ်ခြင်းလားစဉ်းစားထားကြနော်။ဒီချေဆိုရင်တော့တငယ်ချင်းတွေနဲ့အတူတူကစားတဲ့အခါမှာပျော်ရွှင်ခြင်းပါလေကွယ်။ ပြီးတဲ့အခါမှာပျော်ရွှင်ခဲ့ရတဲ့အမှတ်တရလေးတွေကိုအမြဲတမ်းတွေးနေခြင်းနဲ့ကွ။ကဲဟုတ်ပြီအားဆိုလို့ရှိရင်တော့သားတို့သမီးတို့ရေအောက်ကရုပ်ပုံလေးတွေကိုကြည့်ပါဦး။ကဲသားတို့သမီးတို့ရေဒီရုပ်ပုံလေးထဲမှာရင်ကျေးတဲ့အပြုမူလေးတွေကို သားတို့သမီးတို့ကြည့်ကြည့်ရအောင်။ကဲဖမရုပ်ပုံလေးမှာဆိုရင်တော့ကြာလိုက်တာကွာမြ мян လို့ဒါဟာရင်ကျေးလားမရင်ကျေးဘူးလားမရင်ကျေးဘူးအတွက် အုံနောက်နဲ့စဉ်းစားပြီးကစားရတဲ့ကစားပွဲမှာအီအီစစ်စစ်တွေးပြီးစဉ်းစားမှသာလင်ကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်မှာကွ့ဟုတ်ပြီနောက်ထပ်ရုပ်ပုံလေးပုံထက်ကြည့်မယ်အငင်းမတန်ရဘူးနော်ကဲဒါတယောက်နဲ့တယောက်ပြောဆိုတဲ့အခါမှာစီးကက်အနေနဲ့ရရင်ကြီးကြီးပြောပြတယ်ဒါလေးကို အားလုံးဟာလိုက်နာကြရမယ်ကွ့ကဲဟုတ်ပြီအဲဆိုရင်တော့ဒီမှာပျော့ပျော့ရှင်ရှင်ကစားဖို့အတွက်ကတားရွတ်သမီးတို့ဘယ်လိုစီးကန်းချက်လေးတွေလိုက်နာရမလဲဆိုရင် ကိုယ့်ရဲ့အလဲကိုကိုဆောင်ရမယ်။တယောက်နဲ့တယောက်ရင်ရင်ကြည်ကြည်ပြောရမယ်။အားလုံးသဘောတူပြီးတော့ဆုံးဖြတ်ကြမယ်။အငင်းမတန်ရဘူးတဲ့။ပျော်ရွှင်ဖို့ကိုအဓိကထားပြီးမနာကျင်အောင်လေဂရုစိုက်ရမယ်တဲ့။ဟုတ်ပြီ။အဆလူရှင်းတီချယ်တို့သင်ခန်းစာလေးကိုဆက်ပြီးရော ကြည်ကြည်ရအောင်နော်။ကဲအခုတီချယ်ကတာထုတ်သမီးတို့ကို ကစားစင်မှာရင်ကျေးပါဆိုရဲခေါင်းစဉ်လေးကိုတီချယ်ရှင်းပြပေးပါမယ်။ အောင်လင်းစောမှုနဲ့တငယ်ချင်းတွေဟာ အဖွားနှင်းရဲ့ခြံဝိုင်းထဲမှာကစားလေးရှိတယ်။အဖွားဟာခလေးတွေရဲ့ကစားပွဲကို အမြဲတမ်းအစအနေအဆုံးထိထိုင်ကြည့်လေးရှိတယ်။တနေ့မှာတော့ထုံစီတို့ကစားပွဲမှာအောင်လင်းနဲ့စောမှုတို့ဥဆောင်ပြီးတော့တငယ်ချင်းတွေကို အဖွားနှစ်ခွက်ခွဲပြီးကစားကြတဲ့ကွယ်။ တိုးရမယ့်အဖွဲနဲ့တားရမယ့်အဖွဲကိုခေါင်းပန်းလှန်ပြီးရွေးချယ်ကြတယ်။အဲ့ဒီအချိန်မှာပဲငယ်ထွေးဟာတားရမယ့်အလှဲ့မှာမပါဝင်လို့သောကြောင့်တိုးရမယ့်အဖွဲကိုပြောင်းမယ်လို့ပြောလိုက်တဲ့ကွယ်။အောင်လင်းကလည်းအဲ့လိုလက်မခံကြောင်းပြောရဲပြောရဲခါမှာငယ်ထွေးတားရမယ့်အလှဲ့မှာအောင်လင်းရဲ့နောက်ကျောကိုလက်ဖဝါးနဲ့တအားရိုက်ပြီးဖမ်းလိုက်တဲ့ကွယ်။နာကျင်နေတဲ့အောင်လင်းကိုတငယ်ချင်းများကငယ်ထွေးရဲ့ကိုစား တောင်းပန်ကြတယ်ကွယ်အဲ့ဒီခါမှာတော့ငယ်ထွေးကဘာပြောလိုက်တယ်ဆိုရင်တော့ကစားတဲ့ခါမှာအနိုင်ရဖို့ကအရေးကြီးတယ်တောင်းပန်စရာမလိုဘူးလို့ပြောလိုက်တယ်ကွယ်အဲ့လိုနဲ့အောင်လင်းရဲ့အဖွဲသားနဲ့ငယ်ထွေးရဲ့တငယ်ချင်းတွေအားလုံးအခြေအတင်စကားတွေများကုန်နေတဲ့အဲ့ဒီချိန်မှာပဲအောင်လင်းအဖွဲရတငယ်ချင်းတွေကိုငယ်ထွေးကအော်ဟစ်ပြီးမောင်းထုတ်လိုက်တယ်ကွယ်အဲ့ဒီချိန်မှာ ကစားနေတဲ့သူအားလုံးကို အဖွားနှင်းကရှင်းပြလိုက်တဲ့ကွယ်ကစားတဲ့အခါမှာအနိုင်ရှုံးတဲ့စိတ်ပျော်ရွှင်ရန်ကိုပဲပဓာနာထားရမယ်ထိခိုက်ညံ့တာမှုမဖြစ်ဖို့အတွက်ကိုဂရုပြုကြရမယ်အားလုံးနဲ့မြတ်တညညွစွာ ကစားကြရမယ်တဲ့အလွန်အမင်းဝမ်းတောင်ဝမ်းနဲ့မပြူရဘူးအစုအသင်းဖွဲ့၍ကစားခြင်းဟာတကိုယ်ကောင်းဆန်တဲ့စိတ်ကိုပယ်ဖျောက်စေတဲ့အကြောင်းဒီလိုကစားနည်းမျိုးကို ရွေးချယ်ပြီးကစားကြရမယ် အငင်းကုန်ဖြစ်တဲ့အခါမှာလဲတဖက်သားရဲ့ဆန္ဒနဲ့ပြော့ပြရဲ့အဟာကိုနားထောင်ကြရမယ်။ဒိုင်းလူကြီးရဲ့ဆုံးဖြတ်ကိုလည်းကိုယ့်ရဲ့ဆန္ဒနဲ့တူညီသည်ဖြစ်စေမတူညီသည်ဖြစ်စေနာခံကြရမယ်ကွ။ဒိုင်လူကြီးမရှိရင်တော့အားလုံးသဘောတူထားတဲ့အတိုင်းဆုံးဖြတ်ကြရမယ်။ကစားရတဲ့ချိန်မှာထိခိုက်မိတယ်ဆိုရင်တော့တမင်လုတ်တယ်လို့မယူဆရဘူး။မတော်တဆဖြစ်တတ်တယ်လို့တတိပြုပြီးစံတန်းတဲ့စကားအပြုတ်မှုတွေကိုလည်းရှောင်ကျင်ကြရမယ်။ ရှုံးပြီးတော့ရမ်းခြင်းဟာအလွန်ကိုရှက်ဖွယ်ကောင်းတဲ့အပြုမူဖြစ်တော့ကြောင်းရှောင်ကျင်ကြပါလို့ပြောလိုက်တဲ့ကွယ်။ကဲဒီလိုနဲ့အဖွားနဲ့ပြောတဲ့အတိုင်းကိုလိုက်နာလိုက်တဲ့အတွက်ငယ်ထွေးရဲ့တငယ်ချင်းတွေအားလုံးဟာကစားစဉ်ရင်ကျေးတဲ့သူများဖြစ်လာကြတဲ့ကွယ်။ကဲတားတို့သမီးတို့လည်းအားလုံးကစားတဲ့အခါမှာနိုင်ဖို့ရှုံးဖို့ချဲတယောက်နဲ့တယောက်ပျော့ပျော့ရွှင်ရွှင်နဲ့စီစီလုံးလုံးရင်ရင်ကျေးကျေးကစားကြရမယ်နော်။ဒါဆိုရင်တော့ အခုသင်ခန်းစာလေးကိုဒီမှာရင်ရပ်ပါမယ်နောက်စာသင်ချိန်လေးမှာပြန်တွေ့ကြရအောင်เนาะ